2026ခုနှစ်တက်တန်းဝက်ရွေးကောက်ပွဲမှာဒီမိုကရက်လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကိုငွေကြေးမထောက်ပံ့မှုအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဘီလီယံနာမဟာမိတ်အီလွန်မတ်စ်ကိုသတိပေးလိုက်ပါတယ်။အီလွန်မတ်စ်ကဒီမိုကရက်တွေကိုငွေကြေးထောက်ပံ့ရင်ကြီးမားတဲ့အကျိုးဆက်တွေပေးဆက်ရပါမယ်လို့ဒေါ်နယ်ထရန့်က NBC ရုပ်သံဌာနရဲ့အင်တာဗျူးမှာဖြေကြားခဲ့ပါတယ်။ ဒေါ်နယ်ထရန့်ရဲ့လက်ထောက်တွေ Republican အမတ်တွေနဲ့ကျွေးဝချမ်းသာတဲ့အလူရှင်တွေကမပြေလည်မှုတွေအဆုံးသတ်ပြီးငြိမ်းချမ်းရေးပြုလုပ်ကြဖို့ဒေါ်နယ်ထရန့်နဲ့ Elon Musk ကိုတိုက်တွန်းခဲ့ပါတယ်။ထောင်နဲ့ချီတဲ့အမှတ်တမ်းတွေ၊ရုပ်သံဖိုင်တွေနဲ့စုံစမ်းစစ်ဆေးကိရိယာတွေကိုပြန်သုံးသပ်နေတယ်လို့ဒေါ်နယ်ထရန့်အစိုးရဖွဲ့ကဝန်ခံခဲ့ပါတယ်။ အစိုးရစွမ်းဆောင်ရည်မြင့်တင်ဌာန DOG ရဲ့ကွန်ကြားစိတ်ဖြတ်တောက်ရေးအခန်းကဏ္ဍကနေနှုတ်ထွက်ဖို့ပြီးခဲ့တဲ့အပတ်တွင် Donald Trump က Elon Musk ကိုပြောကြားခဲ့ပါတယ်။ Elon Musk ဟာ Donald Trump ပေါ်တိုက်ခိုက်မှုပြုလုပ်ပြီးအမားကြီးတစ်ခုပြုလုပ်ခဲ့တယ်လို့ဒုတိယသမ္မတ JD Vance ကပြောကြားခဲ့ပါတယ်။သမ္မတ Donald Trump နဲ့ Elon Musk တို့ပြန်လည်ပြည်လည်ဖို့ကျွန်တော်မျှော်လင့်ပါတယ်လို့၎င်းကဆိုပါတယ်။ဘူဂိုတာမြို့တော်မှာပြုလုပ်တဲ့မဲဆွယ်စီယုံရီပွဲတစ်ခုမှာ ဥကောင်းမှနှစ်ချက်ပြစ်ခတ်ခံရတာအပါအဝင်တနက်နဲ့သုံးချက်ပြစ်ခတ်ခံခဲ့ရတဲ့ကိုလံဘီယာတမရကိုစလေလောင်းမီကွယ်ဥရစ်တာဘေးရဲ့အခြေအနေဟာစိုးရင်စရာလို့သိရပါဗျ။အသက်39နှစ်အရွယ်မီကွယ်ဟာစနေနေ့ကပန်းချံတစ်ခုမှထောက်ခံသူတွေကိုမိန်ကွန်းပြောနေစဉ်တိုက်ခိုက်ခံခဲ့ရပြီးတော့ရဲတပ်ဖွဲ့ကအခင်းဖြစ်နေရာမှာအသက်15နှစ်အရွယ်တန်တရားရှိသူကိုဖမ်းဆီးခဲ့တယ်လို့ရှေ့နေချုပ်ယုံကပြောပါဗျ။ မိခွေရဲ့ဇနီးတဲ့မာရီယာကလော်ဒီရာတာယာဆိုနာကမိခွေဟာလက်ရှိမှာတက်ရှင်ဖို့တိုက်ပွဲဝင်နေရပါတယ်လို့ပြောပါတယ်။မိခွေရဲ့ Central Democratico Party ကတိုက်ခိုက်မှုဖြစ်စဉ်ကိုရှုံချခဲ့ပြီးကိုလံဘီယာနိုင်ငံရဲ့ဒီမိုကရေစီနဲ့လွတ်လပ်ရေးအတွက်ချိန်ချောက်မှုတစ်ခုဖြစ်တယ်လို့ပြောပါတယ်။မိခွေဟာခွဲစိတ်ကုသမှုခံယူခဲ့ရပြီးပြန်လည်တက်တာဖို့အရေးပေါ်အခြေအနေလို့ဘူဂိုတာမြို့တော်ဝန် Carlos Fernando Galan ကစနေနေ့ညပိုင်းမှာပြောပါတယ်။ ရဲတပ်ဖွဲ့နဲ့လုံခြုံရေးအရာရှိတွေကတန်တရားရှိသူကိုပြစ်ခတ်ဖမ်းဆီးခဲ့ပြီးစုံစမ်းစစ်ဆေးမှုတရက်ပြုလုပ်နေတယ်လို့ရှင့်နေဂျုံယုံကပြောပါတယ်။ကိုလံဘီယာသမရဂူစတန်ဗိုပက်ဒရိုကတိုက်ခိုက်မှုဟာအကြမ်းဖက်မှုဖြစ်ုံသာမကဒီမိုကရေစီအတွက်ချိန်ချမှုတစ်ခုအဖြစ်ရှုံချခဲ့ပါတယ်။တိုက်ခိုက်မှုနဲ့ပတ်သက်လို့သတင်းပေးနိုင်သူကိုဒေါ်လာ8300ပေးဖို့ကိုလံဘီယာကာကွယ်ရေးဝန်ကြီးပက်ဒရိုဆန်ချက်စ်ကကြေညာခဲ့ပါတယ်။ အမေရိကန်နိုင်ငံသားဝင်ကြီးမာကိုရူဘီရိုကလည်းပြစ်ခတ်မှုဖြစ်စဉ်ကိုဒီမိုကရေစီအတွက်ဓာတ်ရိုက်ချင်းချမှုတစ်ခုဖြစ်ရှုံချခဲ့ပါတယ်။